တော်အတနာခံစားတင်အောင်ကျွန်တော်မှားရတာမဟုတ်ဘူးမဟုတ်တဲ့အတွက်ကြောင့်မလို့စင်ကာပူကိုကျွန်တော်အနေနဲ့တနာခံစားတင်ဖို့တော့မရှိဘူးအဲဒါပေမဲ့တော့ကျွန်တော်နိုင်ငံခြားရေးဝန်ကြီးအောင်ဆိုတာအဲကျွန်တော်တို့ဒီပေါ့ဖင်လန်နိုင်ငံခြားရေးဝန်ကြီးအောင်က24နိုင်ဖုံးဆက်လို့ရတယ်အဲဖုံးဆက်တဲ့ခါမှာကျွန်တော်ဖုံးလန်းဆက်တယ်ပေါ့ဆက်တဲ့ခါမှာတော့ဟုတ်လားတဲ့ကျွန်တော်ဒီမှာဒီလိုဖြစ်နေပေါ့နော်ကျွန်တော်ရှင်းပြတဲ့ခါမှာအဲသူကချက်ချင်းလက်ငင်းဆိုသူတို့ဖင်လန်တန်ယုံကို အဲစင်ကူမှာရှိတဲ့ဖင်လန်တန်ရုံလမ်းမီဖုံးဆက်တယ်ဖုံးဆက်တဲ့ခါမှာသူတို့ကချက်ချင်းလာခြင်းပဲမဲ့ Sunday ဆိုတဲ့ခါကျတော့လုံးဝရုံးပည့်ရကြီးဖြစ်နေတယ်ရုံးပည့်ကြီးဖြစ်တဲ့ကြောင့်သူတို့ကကျွန်တော်စီကိုမလာနိုင်မလာနိုင်ခါမှာမနေ့ကျရင်ကျွန်တော်ရောက်လာခဲ့မယ်တဲ့အဲသူတို့ပြောတော့ဗောနော်အဲပြောတော့အဲစင်ကူကကျွန်တော်ညာတွင်းချင်းပဲလေရင်နဲ့ပြန်ပြီးတော့ပြန်ပို့လိုက်တယ်ပြန်ပို့လိုက်တဲ့ခါကျတော့ဘာမှတော့မရှိပြင်မဲ့လဲဟိုစီစဉ်ထားတဲ့အဲခီးစဉ်လေးအတွက်နည်းနည်းလေးကတိကောက်ဖြစ်တယ်ဗောဗျာနော် စာလုံးကတော့အချက်လက်မခိုင်မနဲ့ reject မလုပ်ပါဘူးတဲ့အာဘာကြောင့်လဲဆိုတော့စာလုံးကစာလုံးကကျွန်တော်ကအဲမပြောချင်လို့ပါကျွန်တော်ပြောချင်ကျွန်တော်ကိုင်လာတာကဖင်လန် passport ပါနော်ဖင်လန် passport ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကဘာမှာအခိုင်မာဆုံးတဲ့ကပါဝါအကောင်းဆုံးမှာပါဝါအရှိဆုံး passport တစ်ခုဖြစ်ပါတယ်အဲ့တော့ကြောင့်မို့လို့ဘယ်နိုင်ငံမဆိုတကားမရှိဒါမရှိကျွန်တော်ဝင်လို့ရပါတယ်တော်တော်များများသောနိုင်ငံတွေကနော်အဲ့တော့အဲစာလုံးအနေနဲ့က ဟိုဘယ်လိုခေါ်မလဲနိုင်ငံရေးကြောင်လာတာကိုသွားတွေ့ရတယ်ဗောနော်အဲဘလူးအဖြစ်ဖြစ်ပေါ့အမ်ကျွန်တော်ကတော့ဒါအချက်လောက်ချပြတာပါအဲဒီလိုလူမျိုးတွေနဲ့ကျွန်တော်ပတ်သက်ဘူးတယ်အဲဒီလိုလူမျိုးတွေအခုလုံနေတဲ့ပုံစံဒါမျိုးတွေလုံနေတယ်အဲသူတို့နဲ့မတည့်ဘူးဆိုရင်အခုတော့မှ change ချောက်တာ online ပေါ်ကနေပြီးတော့နော်အဲ့တော့အဲသူတို့နဲ့မတည့်ဘူးအဲသူတို့ကထားပါတော့อืมဘယ်လိုခေါ်မလဲအ မတည့်တဲ့အုပ်စုတွေဆိုလို့ရှိရင်အာတန်ယုံကိုအသုံးချတယ်စစ်တန်ယုံကိုအသုံးချပြီးတော့အဲ့ passport တွေယူတယ်ယူပြီးတော့တန်ယုံကိုတိုင်တယ်တိုင်လို့ဒီမှာဖမ်းခိုင်ဖမ်းခိုင်ပြောင်းမြန်မာပြည်ပြန်ဒုက္ခရောက်လိမ့်မယ်နော်အားတော့ခင်ဗျားတို့သတိထားစေချင်တယ်နော်အဲ့တော့ဒီလိုလူမျိုးတွေကကျွန်တော်ဟိုကျွန်တော်ဖင်လန်နိုင်ငံဝင်လို့အဲစင်ကိုဝင်လို့မြရတဲ့ခါမှာအောင်ပွဲခံတဲ့ခါကျတော့ကျွန်တော်တွက်ချက်ကြည့်တာပေါ့ချိတ်ဆက်ယူဆကြည့်လို့ရသွားပြီပေါ့နော်အောင်ပွဲခံတဲ့ဆက်ခါကျတော့ ဆက်ဆက်ကြည့်လိုက်မယ်ဟေ့ဆိုလို့ရှိရင်အဲ့တော့မြန်မာအစိုးရဘက်ကပဲကျွန်တော်ကိုအမ်ဘယ်ကောမစင်ကာပူဝင်လို့မရအောင်ပိတ်တဲ့ပုံစံမျိုးသွားတွေ့ရတယ်ဗောနော်ယူဆလို့ရသွားပြီဘာကြောင့်လဲဆနာကျွန်တော်ပြောသလိုအဲစင်ကူမှာသူတို့နဲ့မတည့်လို့ရှိရင်မတည့်တာတွေသူတို့မကြိုက်လို့ရှိရင် passport number ပေးပေးဆိုပြီးတော့တန်ယုံတော့လကောင်စစ်တန်ယုံတော့လကောင်သူတို့ကပို့တယ်ပို့တဲ့ခါမှာအဲတန်ယုံကိုမြန်မာပြည်ကိုရောက်သွားတယ်ရောက်သွားတဲ့ခါမှာမြန်မာပြည်ကို ပြန်ဖန်ခံဖန်ခံဖန်ခံဒီလူနောက်ထပ်ထပ်ဝင်လို့မရအောင်လုပ်တယ်။အဲ့ဒီအုပ်စုကကျွန်တော်တို့တစ်ချိန်လုံးတောက်တောက်ကြည့်နေပြီးတော့အဲဘယ်လိုခေါ်မလဲဆိုတော့ခုအောင်မွေးခံနေရအောင်တွေ့ရတယ်။သူတို့ကကြိုသိနေရအောင်တွေ့ရတယ်။အဲ့တော့ကြောင့်မို့လို့အဲကျွန်တော်အစဉ်ဘူးဝင်လို့မရအောင်လုပ်တာဟာအဲဆနောပြောတာ။အဲသူတို့ရဲ့ပုံစံလေးတွေပေါ့နော်။ယူဆလို့ရတယ်။ဒါပေမဲ့သိထားအောင်ပါလို့ဆိုတဲ့ခါကျတော့စင်ဘူးကိုကျွန်တော်က ဂျုံနေတိထားလို့ရှိရင်ကျွန်တော်မီးလို့ရတယ်မမီးတဲ့ခါကျတော့ကျွန်တော်ကအလင့်ငိုက်ခံလိုက်ရတဲ့ပုံစံဖြစ်သွားဥပမာပြဗျာကျွန်တော်စင်ကူကိုလာမယ်စင်ကူကိုတစ်ခါလဲလမ်းယူမယ်ငါစင်ငါဝင်လို့ရလားဆိုလမ်းမီးလို့ရှိရင်ရတယ်ရတယ်ဆိုရင်ကျွန်တော်သွားမရရင်မသွားဘောနော်အဲ့တော့အဲကျွန်တော်အခုနိုင်နိုင်ဝင်ရောနဲ့ဆက်ပြန်ပြီးတော့ဒီကိစ္စကိုလိုက်မှာပါနော်လိုက်မယ်ဆိုရင်ကျွန်တော်အချိန်မရှိတဲ့အတွက်ကြောင့်မလို့ဒီကိစ္စကိုနည်းနည်းလေးချိန်ထားတာပါ